ရွာလန်းအခန်းဆက်ခွန်ပလ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 ဆိုစီဆိုစီနဲ့စီကက်ကက်နဲ့ကျွန်တော်မျက်နှာတစ်ဝိုက်ကထူးဆန်းတဲ့အထီးတွေ့ခံစားမှုတစ်ခုကြောင့်ကျွန်တော်မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တယ်။အော်ခေါင်းကလည်းကြိုက်လိုက်တာပလ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 ဟာဘာကြီးလဲကျွန်တော်မျက်နှာကိုရှာကြီးနဲ့ရက်နေတာနှုတ်သီးရှည်ရှည်နေရွက်ထောင်းထောင်းခွေးကြီးတကောမဟုတ်ဘူး ခွေးကောင်းနဲ့လူခန္ဓာကိုယ်ကြီးစိုင်နိုဆက်ဖလိုင်းကောင်းကြီးတခင်အားလီကသတိရပြီလားပလုတ်တော့အင်္ဂလိပ်လိုပြောတယ်ဟာ လူတန်မဟုတ်ပဲခွေးအောင်သူတို့လိုဖြစ်နေလို့ခွေးကလေးလို ပြောရမလားကျွန်တော် ကားမောက်ပြီးဒီကောင်တွေဖမ်းခေါ်လာတာခံရပြီလားဒါဆိုကန်ဒီကရောတေးပြီလားဝုံကျွန်တော်ရုံးကန်ထားလိုက်တယ်ဆိုင်နိုဆက်ဖလိုင်းကကျွန်တော်ရင်ဘတ်ကိုတူးလက်နဲ့အသာပြေးထားလိုက်တယ်ဖျားကြီး သူကဂါဝင်အနီအောင်ဝတ်ထားတယ်ဂါဝင်အောက်မှာလည်းရှင်သားထွားထွားနေတယ်ဒါဆိုင်လူဆပ်ပလိုက်အမပဲတခင်အရန်မထားနဲ့ဟိုအဟာရရအောင်ကျွန်တော်မျိုးမှစားစရာ စီစဉ်ထိုင်းထားတယ်ကျွန်တော်ရောက်နေတဲ့အခန်းကိုအကဲခတ်လိုက်တယ်နောက်ချေးနဲ့တိဆောက်ထားတဲ့အိမ်တွေလိုပဲနေရံမှာလည်းအနီနဲ့အပြာရောင်ဆေးတွေတုပ်ထားတယ် ကျမနာမည်ဒါဝါပါသခင်ပြန်လာကိုစောင့်မှုတာဝန်ပေးခြင်းခံစားရတဲ့သခင်ရဲ့ကိုလို့တော်အဖွဲ့ခေါင်းဆောင်ပါဟာကိုလို့တော်ဆိုပါလားနှိမ့်ရကြည်သေးအမ်ဒါပေမဲ့ဒီခွေးမျက်နှာနဲ့ဟာကြီးတွေကိုငါဘလို့ခံစားရမှာတော့အခုမျက်နှာကိုရှာနဲ့ရက်ခံရတာတော့တော်တော်အော်ဂလီဆန်နေတာကျွန်တော်စိတ်ပြက်လက်ပြက်နဲ့ဂရင်းမော်ကိုပြန်လဲလိုက်တယ်အတွင်ပြောင်းစီရင်ကိုပွဲပြီးရင်တော့အရှင်ကျွန်တော်မျိုးမတို့နဲ့တသားရဲဖြစ်သွားမှာပါ အခုတော့နည်းနည်းတမျိုးဖြစ်နေလိမ့်မယ်အသွင်ပြောင်းစီရင်ဒီလာဘိညာဆိုတခင်ဟာအာလီကတ်ဆိုင်တို့ supply ဆိုတဲ့အရင်ကဘဝကိုပြန်လဲကူးပြောင်းနိုင်မှုပွဲတော်လုံးကြမှာပါအဲ့ဒီအခါကျတခင်ရဲ့ကျင်ရတော်နေရာရွေးချယ်ဖို့တာဝါဟာစကားကိုဆက်မပြောသေးပဲသူ့ရဲ့မျက်လုံးကြီးတွေကိုပုတ်ကလပ်ပုတ်ကလပ်လုံးရင်ကျွန်တော်မျက်နှာကိုရှာနဲ့လာရက်ပြန်ပါတယ်လခွန်းဟေးကဲလာကြ အဲ့ဒီအချိန်မှာအစားအသောက်ဘန်းတွေနဲ့အတူဝက်စားတွေကို မပေါ့တဘောတွေကိုတောက်တောက်ပြောင်ပြောင်တွေပါဝက်ထားတဲ့ Sino Supply မတွေဝင်လာကြတယ်။ဒီနေ့တခင်နိုးလိုင်းစားဖို့တခင်ဤနာဒစ်နန်တော်ကအစားအသောက်တွေကို ပို့ပေးထားပါတယ်။ကျွန်တော်ရှိမှာအစားအသောက်ပွဲတော်တွေကိုခင်းကျင်းလိုက်တယ်။ဒါဥရောမလူပြူမတွေရဲ့တင်မစုံသာကြက်တင်လုပ်ပြီးပြန်ကြော်ထားတာဟာရှားပါးတဲ့တော်ဝင်အစားအသောက်မှုအားရှိတယ်။စားကြည့်ပါလားတခင်။ ဒါဝါကပကံထဲကဝါကောင်းကင်လိုခက်ရဲရဲအသားတုံးကြီးတတုံးကိုညွန်ပြပါတယ်။ဒါအဒိုဝါမင်ခွေးရဲ့အသေးကိုအရွက်နဲ့ကြော်တာဒါအာဖရိကလူသားတွေရဲ့ဒူးစီကိုဟင်းရီချက်ချွဲပြပြအရေးတွေကအငွေတထောင်တော့ကျွန်တော်မထိန်နိုင်တော့ဘူးလေချောင်းနဲ့ပြုတ်ထွက်လာတယ်။တော့ပါတော့မရှင်းပြပါနဲ့တော့တခင်ရှိစဉ်တော့ကကြိုက်တတ်တဲ့ဟင်းလျာတွေကို စီမံထားတာကိုတော်ပြီတော်ပြီ ကျွန်တော်မစားရစီနဲ့ စားပါဒါမှအားရှိမှာသခင်အားရှိမှာဒါဝရဲ့လက်ဟာကျွန်တော်ပေါင်ကြားရဲကိုရောက်လာပါတယ်ကျွန်တော်ပေါင်နှလုံးကိုကျင့်နေအောင်ကြုံထားလိုက်တယ်ထီတော့ပေါက်ပါရဲ့ပေါက်တဲ့ထီကချီးစုဖြစ်နေတယ်ဆိုတာဒါမျိုးနေမြဲကျွန်တော်ရေပဲတောက်ပြစီဒါဝါကအချက်ပြလိုက်တယ်ဆိုင်လို supply မလေးတွေကရွှေရောင်စလုံးတစ်ခုနဲ့ရေကိုယူလာပေးတယ်ခွက်ရော အောင်မလေးသခင်ရဲ့ရေကိုခွက်နဲ့တောက်တာအိမ်မွေးလူတွေတောက်တာမျိုးလေမြင့်မြတ်တဲ့သခင်ကဒီလိုတောက်เสียလို့လို့လားကျွန်တော်ခေါင်းကုပ်လိုက်တယ်ဘာရီမန်းကိုမသိတော့ဘူးစလုံးထဲကရေကိုဒီအတိုင်းပဲမော့တောက်လိုက်ရတော့တယ်သခင်ကနှင်းကြတဲ့လူသားလောကတွေထဲမှာနှစ်တင်နဲ့ခြီးပြီးနေလာခဲ့ရတော့ရေတောက်နေတော့မေ့နေပြီကိုဒါဝါကစလုံးကိုယူပြီးခွေးတွေရေတောက်သလိုရှာနဲ့ပလက်ပလက်နေအောင်တောက်ပြလိုက်တယ် ။တခင်ကြီးနာတိရှိရောက်လို့တခင်ဒီတိုင်းနေထိုင်တာတွေ့ရင်သူစိတ်ဆိုးမှာလာပြန်ပြီ။တခင်ကြီးနာတိဆိုတာဘာတူလဲ။အင်းဟုတ်တာတခင်လူလောင်းစကားစီကိုထွက်သွားပြီးမှတခင်ကြီးနာတဲ့ဟာဆိုင်နိုဆက်ဖလိုင်လောကကိုပေါင်းဆက်အတွင်ကူးပြောင်းပြီးရောက်လာတာတခင်ကြီးနာတဲ့ဟာလူသားတွေထက်မြင့်မြတ်တဲ့စကင်ဝေါ်ကာတကောင်ပဲရှေးဖလက်ပြောပြတဲ့ဇလန်းကိုကျွန်တော်သွားတရီရလိုက်တယ်ကျွန်တော်သိပြီ တခင်ကြီးရတာလူသားဒိုင်မေးရှင်းမှာနှစ်တွေကြာကြီးနေသွားတော့စိုင်းလိုဆပ်လိုင်းဒိုင်မေးရှင်းကိုမေးသွားတာထင်ပါရဲ့အင်းလေအတွင်ပြောင်းဝဲပြီးတဲ့အခါမှာအရင်လိုစိတ်ရောခန္ဓာကိုယ်ပါ အာလီကပ်ဆိုတဲ့ဘဝကိုပြန်ရတော့မှာပါကဲအခုတခင်ဘာစားကြင်လဲသာပြောပါပါမုတ်ဖြစ်ဖြစ်ထမင်းဖြစ်ဖြစ်ရရင်ဖြစ်တယ်ဖြစ်မှဖြစ်ရလေတခင်ရဲ့ ဒါဝါနဲ့အတူတခန်းလုံးမှာရှိတဲ့ဆိုင်နိုဆပ်ပလိုက်မတွေဟာတခိခိနဲ့ချေကြတယ်။အဲ့ဒါတွေကဒီမှာအိမ်မွေးလူတွေစားတဲ့အစားအစာတွေနေရောဒီနာအိမ်တွေမှာလူမွေးတာဗိမ်ရှိလေဟေ။လူစားနေနေတန့်တာရှိရင်ဒိုးသခင်တို့ကတွားယူပေးခဲ့ကြ။ဆိုင်နိုဆပ်ပလိုက်မတွေဟာအခန်းထဲကတုံတီးတုတ်ပြထွက်သွားကြတယ်။တခင်ခဏတော့စောင့်မေးပါရှင်။ကျွန်တော်ကအခုဆိုင်နိုဆပ်ပလိုက်တိုင်းပြည်ကိုရောက်နေတာလား။နေရော ဒါဆိုကျွန်တော်မျက်နှာကရောအခန်းတော့မှာမှန်တစ်ချက်ကိုတွေးလို့ကျွန်တော်ထားသွားပြီးကြည့်လိုက်တယ်။ဟူးတော်ပါသေးရဲ့။ကျွန်တော်ခေါင်းကပုံမှန်ပဲခွေးကောင်းမဖြစ်သေးဘူး။တခင်ဒီနေရတူတူနှုတ်သီးပြပြရုံစိုးစိုးခေါင်းကြီးကိုစိတ်ပြတ်သွားပြီမလား။မကြခင်အသွင်ပြောင်းဝဲပြီးသွားရင်တခင်မှာအရင်လိုလှပတဲ့နေရဖားဖားကြီးနဲ့ခံ냐ခြုံများတဲ့နှုတ်သီးရှည်တွေအစွဲတွေပြန်ရလာတော့မှာပါ။စိတ်မပူပါနဲ့။ဟာ တလောက်ချောတဲ့ရုပ်ကိုပြောချလိုက်တာမကြခင်နှုတ်သီးတွေပြန်ရလာမှာတဲ့ကျွန်တော်နဲ့အတူ ကားမောက်နဲ့ကန်ဒီရော ကျွန်တော်သူ့ကိုရှာရမယ်ဒီအချိန်မှာဘသူမှတခင်ရှာလို့မရဘူးဘာလို့လဲဆိုတော့တခင်ရဲ့အခုခေါင်းနဲ့လမ်းမှာထွက်ရင်အိမ်မွေးလူဖြစ်ထင်မှားခံရမယ်အဲ့ရကမှတော်သေးတယ်လေလွင့်လူလမ်းဘေးလူဆိုပြီးအသားထုတ်မဲ့လူတက်ယုံတွေစီကိုရောင်းစားခံရတာတို့ရိုက်သက်ချက်စားခံရတာတို့ဖြစ်လာနိုင်ပါတယ်ဟမ်ဘလို့ ဒီပရင်ပေါက်ကိုလာပါသခင်တာဝါခေါ်တဲ့ပရင်ပေါက်နားကိုကျွန်တော်တွားလိုက်တယ်ဒါကကျမတို့မဟာဆပ်ပလိုက်မျိုးကြီးရဲ့အစီကောင်းဆုံးရောက်ွယ်ပဲဟိုမှာကြည့်လိုက်ပါဦးဈေးဝယ်ထွက်လာတဲ့ဆိုင်နိုဆပ်ပလိုက်အမျိုးသမီးဟာတန်ကျိုးတစ်ခုကိုလက်ကဆွဲလာတယ်တန်ကျိုးနောက်မှာကိုလုံးကြီးနဲ့လူတယောက်တကောက်ကောက်လိုက်လို့ပန်းချံလိုနေရာမှာတော့ဆိုင်နိုဆပ်ပလိုက်ပေါက်စလေးတစ်ကောင်ကပါမုတ်တလုံးကိုမျက်ခင်းပေါ်ပစ်လိုက်တယ်လူတယောက်ကအသေးအံပြေးသွားပြီးပါမုတ်ကိုကောက်တယ် ြီးတော့ Sino Supply စီကို လာပြန်ပေးတယ်။အဲ့ဒီလူကို Sino Supply ကကြောတက်ရင်တက်နဲ့ချော့မြူနေတာ။သူတို့လေးတွေက ကံကောင်းပါတယ်။ကံမကောင်းတဲ့လူတွေဘွားကတော့ဒီအနောက်ဘက်ဗရင်ပေါက်မှာလာကြည့်ကြည့်။ဒါဝါကအနောက်ဘက်ဗရင်ပေါက်စီ ခေါ်သွားပြန်တယ်။ဟိုကအဆောက်အဦကြီးကိုကြည့်။အဆောက်အဦမဲမဲကြီးရှိလေဘင်းမှာကျိုးတုတ်ခံထားရတဲ့လူတွေဟာရုန်းကန်နေကြတယ်။ဘေးနှစ်ဖက်မှာတန်ဆူးကျိုးတွေကာထားတဲ့လမ်းချင်းချင်းလေးတွေ အော်ဒန်ဟစ်တန်တွေဘလာတောင်းတော့ဆိုင်းလိုဆပ်လိုင်းတွေကကြာပုတ်တွေနဲ့ရိုက်ပြီးအဆောက်ဦးတဲကိုဝင်ဖို့ကြိမ်းပေါင်းနေကြပုံပဲသူတို့ကဘာဖြစ်နေကြတာလဲအဲ့ဒါလူတက်ယုံတွေဒီတိုင်းပြည်ရဲ့စားနပ်ရိက္ခာတို့အရေးပါတဲ့လူတက်ယုံတွေကတခုပေါ့ဒီကနေတနေ့ကိုလူသားကီလိုရာနဲ့ချီပြီးထွက်တယ်အာကျွန်တော်ဖင်ထိုင်ရကြာသွားတယ်ဒါကြောင့်ပြောတာတခင်ကောင်းကလောလောဆယ်လူကောင်းဆိုတော့အပြင်ထွက်သွားရင်အဲ့ဒီကိုရောက်သွားနိုင်တယ် ဒါကြောင့်ဒီမှာပဲငြိမ်ငြိမ်လေးနေပါဦးသခင်ကျွန်တော်မျိုးမတို့ကသခင်လိုရာဖြည့်ဆည်းပေးဖို့အသင့်ပါကျွန်တော်ရှင်တွေပို့တော့လာတယ်ဘဲနဲ့လူတွေကိုတားတက်ယုံကြည်တဲ့ပို့ပြီးအသားထုတ်နေတာပဲသူတို့ဓာရီကိုစားကြတာအာငိုးတော်ငူကျင်တယ်သခင်စားကျင်တာရပါပြီသခင်ကျွန်တော်လက်ထဲကိုပါမုံညုံနှစ်ချက်လာထည့်ပေးတယ်ဘာမှလည်းစားကျင်စိတ်မရှိတော့ မျက်စီတဲ့ပန်းညံမှာ ခွေးတွေလိုစော်ကစားခြင်းခံနေရတဲ့လူတွေရဲ့တားတက်ယုံထဲမှာတန်းစီနေကြတဲ့လူတွေရဲ့ပဲမြင်အောင်လာတယ်ခွေးတွေခေါင်းတွေကိုက်လိုက်တာကျွန်ကျွန်ကျွန်တော်ကျွန်တော်အိပ်ပြရစီဒါဝါကကျွန်တော်ကိုထွေးပွေလိုက်ပြီးကျင်လာတဲ့မျက်လုံးတွေနဲ့ကြည့်တယ်ပြီးတော့ကျွန်တော်မျက်နှာကိုအတန်တွေကြောင်းပါပဲကျွန်တော်ပြန်အိပ်ပြော်သွားတော့တယ်ကျေးဇူးပြုပြီးဒါအိမ်မက်တစ်ခုဖြစ်ပါစေ စူတောင်းမပြေပါကျွန်တော်မျိုးလုံးတွေကိုဖွင့်ကြည့်လိုက်တော့ဒီအဆောက်အဦးထဲမှာပဲဘာလားဟာကျွန်တော်လက်မောင်းတွေက ထုံကျင်နေလို့ကြည့်လိုက်တော့ဒါဝါဘာဝင်စားမှလည်းမပါပဲဝိလစ်စလင်းနဲ့ကျွန်တော်လက်မောင်းပေါ်အိတ်နေတာဖျားဒီဆိုင်လိုဆပ်လိုက်ငါ့ကိုဘာလို့လိုက်ပြီလဲမဟုတ်သေးဘူးမဟုတ်သေးဘူးဟာဒါဝါရဲ့ခန္ဓာကိုယ်ဟာတော်လှပါတယ်ခတ်တာကခေါင်းကခွေးကောင်းကြီး ပရင်းပေါက်ကလာရီကဖြာကြနေတယ်။ကျွန်တော်လဲဝစ်လစ်စလစ်ပဲ။ဒါဆိုဒါဆိုကျွန်တော်ခန္ဓာကိုယ်ရဲကဟိုကောင်ကသူနဲ့မျိုးတူ sorry တွေ့တော့ကျွန်တော်အိပ်ပျော်နေတော့မှာဟာ꽌မယ်။အဲ့ရဘောကဆောင်းကိုပတ်ပြီးပရင်းတကားစီကျွန်တော်ထွက်လာလိုက်တယ်။အောက်ကလမ်းတွေပေါ်မှာဘသူမှမရှိတော့ဘူး။တိတ်ဆိတ်လို့အမောင်ရည်တဲ့တိတ်တိတ်ကလေးရွေရှားနေတဲ့အရေးတခုဒါဒါလူတယောက်ပဲတေးကြတယ်။ ကျွန်တော်သူနဲ့ဆက်သွယ်ရမယ်။လိုင်အောင်အောက်မှာတကားပေါက်ကိုမြင်ရတယ်။တကားအတိုင်းသွားလိုက်တော့အောက်ကိုဆင်းတဲ့လေကဟေးဟေးဟေးအောက်ဖက်လမ်းမက လူအော်တန်တွေရုတ်တရက်ထွက်လာတယ်။မြို့ရဲဟိုမဒီမလူအော်တန်တွေတဆက်တယ်။သခင်ဘယ်သွားမလို့လဲ။ရုတ်တရက်မီးအောင်လင်းလာပြီးလက်တစ်ဖက်ကကျွန်တော်ပခုံးကိုလာတင်တယ်။ဒါပါပဲ။ ညံ့နေပြီသခင်အပြေမှာလူတွေတော့ဥနေပြီလူတွေဥပြီဆိုမကောင်းဆိုးဝါးကိုမြင်တွေ့ရလို့တဲ့လာပါပြန်အိတ်ကြအောင်လူတွေဥတဲ့လူတွေဥရင်မကောင်းဆိုးဝါးကိုမြင်တွေ့ရတဲ့ဘလို့တော့ဟာကျွန်တော်အိမ်သာတက်ချင်လို့ဩဒါဆိုဒီမင်းကိုယူသွားအောက်ထပ်လေကားကိုစင်းစင်းညင်ဘယ်ဘက်မှာအိမ်သာနော်ဟူးတော်ပါသေးရဲ့ကျွန်တော်မီးရင်ကိုယူပြီးအောက်ထပ်ကိုဆင်းလာလိုက်တယ် လေကားရဲ့ဘယ်ဘက်မှာအိမ်သာဆိုညာဘက်မှာတစ်သားတကမာကြီးကျွန်တော်တကမာကြီးကိုတွန်းဖွင့်လိုက်တယ်။ဟေးဟေးဟေးဆိုပြီးအော်နေတဲ့လူဟာအတန်ရုပ်ရည်တိတ်သွားတယ်။သူ့မှာအဝိအစားမရှိဘူး။ညက်ပတ်ပေးရနေတယ်။ဟေးလူဟေးလူခမားလူသားမဟုတ်လား။ကျွန်တော်အတန်ခတ်အုပ်နဲ့ပြောလိုက်တယ်။ဟိုလူကကျွန်တော်ကိုအံအောတကြီးတစ်ချက်ကြီးလိုက်တယ်။ပြီးတော့အမောင်ထဲကိုပြေးသွားတော့တယ်။တမျိုးလုံးတော့ဟိုမဒီမလူအော်တန်တွေကြားနေရတော့မယ်။ တို့အခေါ်လူဦးတန်ပေါ့လေအခန်း၁၈စိုက်